ြောချင်တာတော့ငါတို့ရဲ့ကရင်ပြည်နယ်ရဲ့အနာကငါတို့ရဲ့ကရင်ဒီလူထုတွေရဲ့အနာကတနိုင်ငံလုံးရဲ့အသက်တွေအနာကတွေကမင်းတို့ဘငွေတန်းစီရနဲ့ပဲတန်တာလာနော်အဲ့ဒီဘငွေတန်းစီရနဲ့ငါတို့ဖီတဲ့တွေရဲ့အသက်ပေါင်းများစွာကိုတို့လဲလိုက်တယ်ငါတို့ကရင်တီသူလူထုကရင်နယ်မြေကရင်မြို့ကရင်ရွာတပြည်နယ်လုံးကိုနဲ့တို့လဲလိုက်တာအေးလို့နော်တလိုက်ဆန်ထက်ဆိုးတဲ့ခေါင်းဆောင်တွေလူရောက်မှာခေါင်းဆောင်တွေမျိုးမစစ်အမျိုးဖြက်တိုင်းဖြက်တီဖြက်ဒီနယ်ရောင်းစား နော်လူမျိုးကိုဖျက်ဆီးရောင်းစားနေတဲ့ရုပ်တမခေါင်းဆောင်လေးဟာလောင်းဝကိုကြီးစားတရားမရှိဆောက်ဆက်တရားမရှိအဲ့ဒီဘငွေတန်းစီရာနဲ့နော်နည်းနည်းလေးနဲ့နည်းနည်းလေးနဲ့ကြက်ချီဝက်ချီလောက်နဲ့နေတို့သွားပြောနှမျောတယ်ဟာတန်ဖိုးထားနေတယ်အဲ့ဒီဘငွေတန်းစီရာကိုနေတို့အတွက်အရန်ကိုတန်ဖိုးစီတယ်ငါတို့ရဲ့ကရင်ပြည်သူထုတ်သက်ပေါင်းများစွာငါတို့ရဲ့ဖီဒီယာတွေသက်ပေါင်းများစွာအနာကပေါင်းများစွာလူငယ်တွေရဲ့အနာကပေါင်းများစွာကို အဲ့ဒီဘတ်ငွေတန်းစီရနဲ့တို့လဲလိုက်တယ်ငါတို့ရဲ့ကရင်ပြည်နယ်ကတန်းစီရနဲ့ပဲတန်တာလားငါတို့ရဲ့ကရင်ပြည်နယ်နော်အရန်ကိုတန်ဖို့စီတဲ့အဲ့ဒီအာစလမ်းမကတန်းစီရနဲ့ပဲတန်တာလားဖိုးကြီးတို့ဟမ်နေတော့တာလူအောင်နောက်လူစိတ်နည်းနည်းစီလို့စီရင်လေတီးသူလူထုကိုတော့ခပေါင်းများစွာပေးနေတဲ့တေခါနီးဖိုးကြီးတို့ရေရောက်တမဖိုးကြီးတို့ရေအမျိုးရောက်ဖိုးကြီးတို့ရေပြည်ဖြတ်မျိုးဖြတ်ပြည်နယ်ကိုရောင်းစားတဲ့အဖိုးကြီးတို့ရေ ဟမ်အခုကနေတော့စာဖို့တာဖို့အတွက်လူမိသားစုတောင်းစားဖို့အတွက်တို့စဉ်းစားကိုလူမျိုးကိုပြည်နယ်ကိုနိုင်ငံတနိုင်ငံလုံးကောင်းစားဖို့အတွက်မျိုးဆက်သစ်အာဏာအနာကကောင်းစားဖို့အတွက်မစဉ်းစားတဲ့ရက်တမတေခါနီးအဖိုးကြီးတို့ရေငါနေတော့ဘယ်လိုမျိုးဆဲရမလဲကွာကဲအခုမှမပြောမယ်နော်ကရင်ပြည်နယ်မှာစစ်တပ်နေတဲ့ຫນွေဦးတောင်လိုင်းရဲ့အဖွဲ့အစည်းအမှန်တွေနော်ကရင်ပြည်နယ်မှာစစ်တပ်နေတဲ့ PDF အဖွဲ့အစည်းတွေနော်ကရင်ပြည်သူလူထုဘက်မှာရတည်တဲ့ရိုးသားတဲ့ကရင်ကောင်းဆောင်တွေတချို့အကြီးအသေး နင်တို့စစ်ခွေးစစ်သားကိုတိုက်စရာမလိုတော့ဘူးဒီရောက်มาတဲ့နော်ဒီရောက်มาပြီးတစ္ဆာဖောင်းတဲ့ဒီခင်ယူကောင်းဆောင်နေမင်းတို့ပြန်တော့တိုက်ဆောက်ချစင်ထုတ်နော်စစ်ခွေးကိုနင်တို့ဆက်တိုက်လို့စင်တော့မနိုင်ဘူးဘာလို့လဲဆိုတော့တို့ရဲ့ကောင်းဆောင်တို့အဖေခေါ်နေတဲ့တို့ရဲ့အဖိုးအဖိုးဖတ်ကြီးတွေကမအားလားခွေးအကြီးစားဖြစ်နေလို့ဒလန်အကြီးစားဖြစ်နေတဲ့အကြောင်းအဲကြောင့်မအားလားကိုနင်တို့ဘလောက်ပဲနိုင်ချင်းနိုင်ချင်းတိုက်ချင်းတိုက်ချင်းဒီလိုမျိုးဒလန်အကြီးစားကိုဘေးနာမှာကိုကိုအောက်ချောက်နေတဲ့သူရဲ့ကိုကို ်ထိန်ချောက်နေသေးတည်းရဲ့ကိုဘယ်တော့မှမနိုင်ဘူးဒီအဖိုးတွေကိုဒီရောက်မာတဲ့သစ္စာဖလောက်ကောင်စီးပွားရေးတမငွေမဲ့နေတဲ့ဒီရောက်တမခေါင်းဆောင်တွေကိုရအောင်စောက်ချစောက်ချလို့မရဘူးဆိုရင်ရအောင်ထွက်ပါကရင်ပြည်နယ်မှာနော်အမြန်နီးနဲ့ဆောင်လိုက်ပါမျိုးတို့အလကားသိကောင်းပါဒါမဲ့ဆက်တိုက်မယ်ဆိုရင်အနိကယံသူလောက်ကောင်ကြီးစားတွေကိုဖြိုးပါနော် ဒီကရင်လောက်က KNU ခေါင်းဆောင်အဖိုးကြီးတက်ကိုတို့ရအောင်စောက်ချမယ်တို့ဆင်ရမယ်နေတို့ဆက်တော့အမိတ်နာခံမယ်ဆိုရင်နေတို့ကိုပြန်တော့ရောင်းစားမှာပဲနော်အနုငင်းနဲ့နေတို့ရောင်းစားမယ်နေတို့ကိုအယောင်သွင်းမယ်ပြီးတော့နေတို့ပြန်တော့လောက်ကြမယ်အခုတို့လောက်တော်မျိုးလေးလေးနှစ်ကျော်အတွင်းမှာ PDF တက်ရပေါင်းများစွာထောင်နေစီတာဒီကရင်မြင်နဲ့အသက်ပေးစားတာနော်အဲ့ဒီဘတ်ငွေတန်းစီရနဲ့တို့လေလိုက်တာ PDF ရက်ပြတည်တာမဟုတ်ဘူးကရင်တီးသူလူထုကလေးလူကြီးတမိသားစုလုံးအများကြီးပဲပေးနေရတယ် ရွာတွေလည်းအများကြီးပြဆမြို့တွေလည်းအများကြီးပြဆနောက်ဆုံးတော့ဘောင်းဝေတန်းစစ်ရမယ်သူတို့အကောင်လုံးလဲလိုက်တယ်အဲဆောင်ကရင်ပြည်နယ်ကိုစစ်ဆက်တိုက်မဲ့အဖွဲ့တွေတော်လန်ရေးအဖွဲ့တွေပေါ့နော်မိတို့ဘက်ကကရင်လူမျိုးကိုကာကွယ်ခြင်းနဲ့ကရင်ပြည်နယ်ကိုကာကွယ်ခြင်းနဲ့လူရောက်မှရဲ့လက်ထက်မှာမရောက်အောင်နော်ကရင်ပြည်သူလူထုနေတို့ယုံကြည်တာဘလောက်ထောက်ပံ့ပေးလဲ2023ရဲ့နေ့ခုထိနေတို့တောင်းတန်းကရင်ပြည်သူလူထုတွေမြန်မာတိုင်းနိုင်ငံလောက်တိုင်းရင်းသားတွေအားလုံးနေတို့ကိုယ်မျိုးထောက်ပံ့ပေးတယ်နော် တို့ဘက်မှာနေတို့ရတည်ပြီးတော့နေတို့ကဆက်ပြီးတော့ကာကွယ်မယ်ဆက်ပြီးတော့လှုပ်ပေးမယ်ဆိုရင်ဒီအဖိုးကြီးရဲ့စကားကိုတို့ဆက်ပြီးတော့နာခံလို့မရတော့ဘူးဒီအဖိုးကြီးကိုတို့ရအောင်ဆောက်ချမယ်တို့စင်းထုတ်ရမယ်မအလာငါမအလာကိုငါတို့ပြန်တော့တိုက်တယ်လို့မျိုးဒီအဖိုးကြီးတွေကိုတို့ပြန်တော့တိုက်ရမယ်ဒီအဖိုးကြီးကပြည်သူလူထုကိုအနှုနီနဲ့သတ်တယ်နော်အဲ့ဒါနေတို့ကပြည်သူကိုချစ်ပါတယ်ပြည်သူအတွက်တို့လောက်ပါတယ်ပြောနေတဲ့အော်နေတဲ့ဟိုဘိုဒီဘိုဒီအားလုံးတော်လန်ရေးခေါင်းဆောင်တွေပေါ့နော်နေတော့ဒီအဖိုးကြီးတည်းရဲ့စကားကိုဆက်ပြီးတော့နာခံမယ်ဆိုရင် မကြခင်နေတို့အလောက်ကျန်တပ်ဖြတ်ခံရမယ်နော်အဲဆောင်အသေးခံမလားအသေးမခံချင်ဘူးပြည်သူလူထုကိုဆက်တော့ကာကွယ်မယ်ဆိုရင်ဘာကိုစင်တင်လဲဘာကိုလှုပ်တင်လဲဒီချိန်ဒီခါမှာနော်နေတို့နေလို့မရတော့ဘူးအော်ဒီအဖိုးကြီးတွေကိုလည်းပြန်တော့လှုပ်လို့မရဘူးတော်လန်ကြီးကိုတော့ဆက်တော့လှုပ်ချင်လို့ရှိရင်တခြားနေရာမှာသွားလှုပ်ပါဒီကရင်မြေမှာဆက်တော့လှုပ်မယ်ဆိုရင်အလကားချင်းကုန်မယ်နေတို့အလကားဖေးမယ်ပြည်သူလူထုငွေလည်းအလကားကုန်မယ် နော်ဒါမဲ့တကယ်ဆက်လောက်ချင်တယ်ဘယ်နေရာမှမပြောင်းချင်ဘူးဆိုရင်တို့တိုက်ရမယ့်ကောင်ကဒီကင်တစ္ဆာဖောက်လောက်ကောင်ကောင်းဆောင်ดิနော်အဲ့ဒါပဲလောက်မရဲဘူးဆိုရင်အမြန်နည်းနဲ့ဆောင်ပါဆက်ပြီးတော့နေတဲ့လူတွေလောက်လို့မရဲဘူးဆက်ပြီးတော့နေတဲ့လူတွေဒီဒေါ်လာရေးတော့အောင်မယ်ဆိုရင်ဘာကြောင့်မြန်မာနိုင်ငံကနေစွန့်ခွာပြီးတော့ထိုင်းနိုင်ငံမဲဆောက်လောက်မှာအလွန်ဆုံးနေရင်ねစူးစမ်းလို့ရပါမယ်မဲဆောက်လောက်ကနေတော့မချိန်နိုင်မယ်ねအ အမေရိကန်၊အင်္ဂလန်၊နော်ဝေး၊ပြင်သစ်၊ဩစတြေးလျစသဖြင့်နိုင်ငံတွေအထိတွားရောက်ဖွလုံပြီးတော့မြန်မာနိုင်ငံကြီးကိုအဝေးကနေလေဖမ်းတန်းစီပြီးတော့အတို့အထောင်လုပ်နေတာကိုသာမြင်တွေ့ရပါတယ်။သူတို့တွေဒီလိုမျိုးတက်တရနိုင်ငံတွေကိုတွားရောက်ဖွလုံနိုင်မှုအတွက်လည်းတော်လန်ရေးရံမောင်ငွေကရတဲ့အဆန့်တွေအားလုံးကိုပုံပြီးတော့အချိုးကျခွဲယူရင်းနဲ့ပဲအသုံးပြုနေကြတာဖြစ်တဲ့အတွက်တယောက်အမိတယောက်နင်းထားတာဖြစ်တဲ့အတွက်ဘယ်သူကမှအောက်ပဲမလန်ကြတာကိုလည်းမြင်တွေ့ရပါတယ်။ဒါပေမဲ့လည်းလိုရာထက်ပိုပြီးတော့ဒီဆရာမွေးတပည့်မွေးတွေလောက်လာတဲ့ လက်ရှိပြည်တွင်းမှာရှိနေတဲ့တချို့သောဒီအကြံဖက်ကောင်းဆောင်တွေနဲ့ငွေကြေးရှုပ်ရှင်းတွေဖြစ်လာတဲ့ CRBation NGD ရဲ့ပတ်တိုင်မှုတွေလည်းဖြစ်လာတယ်လို့တစ်ဖက်ကမြန်မာနိုင်ငံမှာကြံရှိနေသေးတဲ့ NLD အမတ်လောင်းတွေတစ်ချိန်လုံးကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့သူတွေနဲ့လည်းပတ်တိုင်မှုတွေဖြစ်ပေါ်လာပါတယ်။ဒါအားလုံးနိုင်ငံရေးတည်မမှန်တဲ့အတွက် NGD ကတဖြည်းဖြည်းနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့နဲ့ပါဝေးကွာလာတာကိုမြင်တွေ့ရပါတယ်။ဒါပေမဲ့လည်းဒီ၄နှစ်ကျော်ကာလအထိကတော့ NUG ရဲ့လေကတော့လုံးဝမလျှော့သေးပါဘူး။ အခုပြီးခဲ့တဲ့စက်တင်ဘာ9ရက်နေ့ကလည်းဒီဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့တတိယလိုင်းစပြီဆိုပြီးတော့ထပ်မံပြီးတော့ကျွေးကျော်ခဲ့တယ်။အနုငွေတွေထပ်ကောက်ခဲ့တယ်။အဓိကကတော့ပတ်စံကောက်ဖို့ပဲဖြစ်ပါတယ်။ NUG ဆိုတာနဲ့အခွက်ခောက်တဲ့ဘလူကန်နဲ့အခွက်အဖြစ်အားလုံးကမြင်တွေ့လာရပြီဖြစ်တယ်။ပြီးခဲ့တဲ့ဒီ6လနေပါတဲ့နှစ်ကာလအတွင်း NUG အနေနဲ့လုံအောင်ကိုငွေကြေးရံငွေပြက်လက်သွားတာတွေလည်းမြင်တွေ့ရပါတယ်။ပြက်လက်မှာပါပဲ။ဘာကြောင့်လဲဆိုရင် NUG ပြည်ပအုပ်စုက ရှိတဲ့သူတွေအားလုံးခုနကဝန်ကြီးဌာနတွေကိုပြန်ကြည့်ရင်ဝန်ကြီးဌာန16ခုရှိပါတယ်။အဲဒီ16ခုကတာဝန်ယူထားတဲ့ဝန်ကြီးတာဝန်ယူထားတဲ့လူတွေအားလုံးပြည်ပြည်အုပ်စုအားလုံးကတတိယနိုင်ငံတွေကြီးမှာပဲဖြစ်ပါတယ်။တတိယနိုင်ငံတွေမှာတွားရောက်ခုလုံပြီးတော့ဘာလို့မှမလုပ်ဘဲနဲ့ဒေါ်လာကြီးရန်ပုံငွေကိုခွက်ခေါက်အစ်စ်ရေကန်အစ်စ်ကြာအစ်စ်နဲ့သုံးဆွဲနေတာဖြစ်တဲ့အတွက်ထိုင်စားနေတဲ့ပတ်စံတွေကကုန်လာပြီဖြစ်တယ်။ဒါကြောင့်လို့အခုနောက်တစ်ချိန်လင်းနစ်ပြည့်တဲ့အချိန်မှာသူကလက်ရှိလက်ရှိထွက်ပြီးတော့ငိုချင်းချတယ်ဇော်ဝေဆိုးဇမအောင်တို့ကမြောက်စေးုံတွေ တော်လည်းရေးပဲအောင်တော့မလို့လို့နိုင်ငံတကာအတိုင်းအတိုင်းမှာပဲဝန်ဆန့်လာတော့မလို့ပုံစံမျိုးတွေနဲ့ပြည်သူလူထုကိုမျှော်လင့်ချက်အမှားတွေထပ်ပေးဖို့ပြုလုပ်ခဲ့ပါတယ်။တကယ်တော့ဒီလင်းနေတာကာလတွင် NUG ကပြည်သူလူထုစီကလည်းဒေါ်လာရေးအကြောင်းပြပြီးတော့ပတ်စံဘီလီယံတန်းချီပြီးတော့အများကြီးကိုကုန်သွေးဆုပ်ခဲ့ပါတယ်။ဒါကအလူငွေရန်မုံငွေအကြောင်းပြပြီးတော့ကောက်ခံခဲ့တဲ့ပတ်စံတွေဖြစ်တယ်။လူထုကလည်းဆက်အနာရှင်ကြာရှုံးရေးဆိုတဲ့ကောင်းတဲ့တစ်ခုဖက်ဒရယ်ဒီမိုကရေစီကိုရရှိရမယ်ဆိုတဲ့မျှော်လင့်ချက်အမှားတွေနဲ့ NUG ပြည်ပြည်အုပ်စုကိုတဒေါင်းစားပြည်သူနည်းထိပေးခဲ့ကြပါတယ်။ စကိုင်းတိုင်းလိုအညာဒေသမကွေးမန္တလေးကအညာဒေသကလူတွေကပဲပြုတ်ထမင်းစီစဉ်စားတော့ကနေထမင်းတက်နဲ့ရှော့စားပြီးတော့ကို NUG ကိုလှူပေးကြတဲ့အဖွဲ့ရှိကြပါတယ်ဒီလောက်ထိ NUG နဲ့ပတ်သက်ပြီးတော့မျှော်လင့်ချက်အမှားတွေကိုပေးနိုင်အောင်စီးရုံနိုင်ခဲ့တဲ့စွမ်းရည်ကတော့ပြည်ပြည်အုပ်စုကနိုင်ငံရေးသမားတွေရဲ့ကလိန်ကချင်းနဲ့လက်ကိုချဖို့ဖြစ်အောင်ပြောနိုင်တဲ့စွမ်းရည်ကြောင့်ဖြစ်ပါတယ်ဒါတွေကတော်လိုင်းရဲ့ရမုံတွေကနေဒီကုတ်သေးဆုပ်တဲ့ဖြစ်စဉ်တွေပါ တကယ်တော့ဒေါ်လာရင်းရန်မုံငွေတွေမဟုတ်ပဲနဲ့ဒီဒေတာတွေမှာ NUGPP အုပ်စုမွေးထုတ်ပေးလိုက်တဲ့ပကဖပအဖပလဖနဲ့ PDF အမိကအဖွဲပေါင်းများစွာရဲ့နှစ်စဉ်ရတဲ့အခွန်အခတွေကလည်းပြည်ညာတန်းချီပြီးရှိပါတယ်2020ခုနှစ်ကနေ2024ခုနှစ်၄နှစ်ကျော်ကာလအတွင်း NUG အနေနဲ့မြန်မာနိုင်ငံမှာရှိနေတဲ့ဒီ PDF တွေစီကနေရတဲ့ပတ်စံနဲ့ပြည်ညာတန်းချီပြီးတော့ရရှိခဲ့တာရှိပါတယ်မြန်မာငွေနဲ့ပတ်သက်မယ်ဆိုလို့ရှိရင်ဒီလစဉ် ပိမုံတပေါင်းမကပေါက်ခဲ့တဲ့အခြေအနေမျိုးရှိပါတယ်။အကြံပြုပြောရလို့ရှိရင်ကျွန်တော်2024ခုနှစ်2023 2024ခုနှစ်တနည်းသာကာလအတွင်း NUG ရဲ့အခွန်ခရိုက်ကနေရရှိတဲ့စည်ရင်းမျိုးကိုပြန်ကြည့်လိုက်ရင်မိုးကုတ်ဗရန်များတွင်းတွေတွန့်ထွက်တင်းရန်သာတာတွေနောက်ပြီးတော့ဒီဝါဖြူတောင်တပိချင်းဒီဒီတော်တွေကရတဲ့ရွှေတွေအခွန်ခရိုက်နဲ့ဒီစကိုင်းတိုင်းခန်းနီဒေတာကရတဲ့အခွန်ခရိုက်စက်ကြီးတွေဒီတက်ထုတွေနေကရတဲ့ပတ်စံနဲ့ဘီလီယံ၄၈၀ရရှိခဲ့ပါတယ် ဒါကအဲ့ဒီကဏ္ဍတစ်ခုပဲရှိပါသေးတယ်။နောက်ထပ်ကျွမ်းသားတွေကနေအခွန်အခဆောင်တာတွေတရားမဝင်ကျွမ်းသားမှောက်ဖို့ပြုလုပ်တာတွေက33ဘီလီယံရရှိခဲ့ပါတယ်။နောက်ပြီးတော့ဒီအညာဒူဘိုင်းလို့ခေါ်တဲ့ကန်ဂေါ်ဒေတာအဲ့ဒီဒေတာကရရှိတဲ့ဒီရေနံကရရှိတဲ့တရားမဝင်ငွေတွေနောက်ပြီးတော့စကိုင်းတိုင်းမှာရှိနေတဲ့ရေနံမော်တွေကရရှိတဲ့ငွေတွေကနေတဆင့်အခွန်ဆက်ကြီးတရားဘီလီယံထပ်ပြီးတော့ရရှိခဲ့ပါတယ်။အဲဒါပြင်တပေချင်းနဲ့တခြားဒေတာကရရှိတဲ့အရွှေနဲ့ပတ်သက်လို့ရှင် ဒီ2023 2024တက်မြင့်ထဲတဲ့ရွှေ18ပိတ်တာရရှိခဲ့ပါတယ်။ရွှေ18ပိတ်တာရဲ့တန်ယူကိုတွက်ကြည့်မယ်ဆိုလို့ရှိရင်ဘီလီယံ10ကျော်ပါတယ်။ဘီလီယံ10ဆိုတာကဒီတလကို3000ပေါက်မယ်ဆိုလို့ရှိရင်10ကပေါက်တာနဲ့ညီမျှပါတယ်။ပေးတဲ့ကြီးတွေးကြည့်လို့ရပါတယ်။ NUG ကဘယ်လောက်ထိမြန်မာနိုင်ငံကအခွန်အခတွေစက်ကြီးတွေကောက်ပြီးတော့ဘယ်လောက်ထိကြီးဝချမ်းသာနေကြတယ်လဲ။ local PDF အနေနဲ့ကတော့ပြည်သူလူထုကိုဘယ်လောက်ထိကုတ်သေးစုတ် ဒေါ်လာရင်းကိုအကြောင်းပြပြီးတော့ပြည်သူလူထုစီကတောက်ခဲရင်းနဲ့လောက်ခဲ့ကြတယ်ဆိုတာကိုတွေးကြည့်ရုံနဲ့သိနိုင်ပါတယ်